ရင်သားတော့ကလည်းတလက်စားတယ်မျက်ရည်နဲ့အဲ့လိုမေးစစ်ပေးလက်စားနဲ့မျက်ရည်ပါတခါလေးလှုပ်ချင်ခဲ့ဒါပေမဲ့ရင်သားပေါ်ထားလို့ရတယ်အဲ့ရင်အလုပ်တွေအရင်လုံးပန်းနေကုန်တယ်ရင်သားအထက်မှာထိဖွက်ထားလို့ရတယ်ရောင်နေတဲ့အချိန်မှာမျက်ရည်ကရောင်နေတော့လုံးလုံးမရနောက်ကောင်ကချွင်လိုက်ပဲကြာဘူးပြရင်လိုက်ပြရမှမကြာဘူးအဲ့တော့ချွင်ကလိုက်ရလားမလားလားပြေဘလောက်အနေထားနဲ့ငါလိုက်လဲမလိုက်လဲစမ်းကြည့်ရင်တော့တချို့ကတော့ကျိုးအရင်ပေါ့ first step နဲ့ထိုးကြတယ်နေလိုလိုက်လို့ န်အကြီးကြီးဖြစ်ပြီးတော့ကျုပ်ဆိုသွားမှလည်းကြောက်တယ်ခွဲဆိုအမနဲ့လည်းတိုင်ပြန်တယ်အမကလည်း grand ကိုပဲညွန်းတယ်ပြီးတော့အလုံးကလည်းရင်ရင်သားကိုလည်း grand မှာပဲလောက်တာတော့နည်းနည်းစိတ်ချတယ်ပြီးတော့ the grand grand ကပန်ဆင်လာပြီ grand ကအမေကပန်ဆင်လာပြီ grand ဝေးတာတီးရောသူပြမိခဲအပေါ်ပိုင်း grand ဖြစ်သွားပြီအဲ့နဲ့ grand ကိုရွေးချယ်လိုက်တာပါရှင် ဒီနေ့ Photoshop ကတော့ညတို့ Grand Plastic Surgery အဲ clinic အတွက်ပေါ့နော်ညတို့ Photoshop လေးရော video commercial လေးရောရိုက်တာဖြစ်ပါရဲ့ရှင် Grand Plastic Surgery clinic ကဆိုလို့ရှိရင်သူကဖွင့်တာရှင်းနှစ်ရှိပြီပေါ့နော်ရှင်းနှစ်ရှိပြီပြီးတော့အဲ့မှာ Cosmetic တွေရဲ့ doctor ဆိုလို့ရှိရင်လည်းလုံးဝအဲဒီ Cosmetic တာကိုဒီမင်းစားရည်တောက်ကိုအတန်းတလောက် case ပေါ့များစွာပေါ့နော် နေ့တိုင်း case ပေါ်များစွာလတိုင်း case ပေါ်များစွာဟိုလက်ရင်နေအောင်ခွဲနေတဲ့ doctor ဖြစ်တဲ့ခါကျတော့တက်တော့အနေနဲ့အမြဲပဲ surgery ပဲလုပ်လို့ဘသူ့ကိုပဲလုပ်သွားလုပ်သွားကိုမမဟုတ်ဘူးပေါ့အဲ grandma ခွဲစိတ်သွားရဲဆိုတော့ဒီ case တွေကိုကြည့်လိုက်လို့ရှင်အကုန်လုံးက result ကအရင် naturally အရင်လာတယ်ဘာမှအဲ့လို error ဖြစ်သွားမျိုးတော့လည်းမကြားရဘူး အဲသူဆိုလို့ရှိရင်လည်းနှာခေါင်းလေးတွေအစာသူရင်သားလေးတွေအစာအကုန်လုံးနှာခေါင်းလေးအစာအကုန်လုံးဟိုမလာတဲ့လူအကုန်လုံးလည်းလှသွားကြရတယ်လှပြီးသားလူလည်းပိုလှသွားကြရပေါ့နော်အဲ့တော့ဆရာဝန်လက်ထက်ကယုံကြည်ရဲ့ပြီးတော့ brand ရဲ့ဒီ image ကိုလက်ထက်ကယုံကြည်ရဲ့အဲ့အတွက်လည်း brand နဲ့လက်တွေ့မိတာဖြစ်ပါတယ်ရုပ်ရှင်ဒီမားကြီးဆိုတော့ပိုဆိုတဲ့ photo shoot ဆိုလို့ရှိရင် edit ပြင်လို့ရရုပ်ရှင်ဒီမားမင်းရဲ့တိတ်ကြီးကဆင်းရဲတဲ့အခန်းမှာကောင်းမကြီးကအဲ့ပဲလူသွေးတွေကပေါ့နော်ဆင်းရဲတယ်မင်းတို့ကမင်းငိုလိုက်တယ်မင်းတို့ကြီးကထွက်လာအောင် တဲ့ဘလာဘလာပလတ်စတစ်တိတ်မော်ပဲဇာတိတ်ပဲပြောပြောကွယ်ဟီးဆိုငိုလိုက်ရုပ်ရှင်ကားကြီးမှာဆိုပိုဆိုးနေပိတ်ကားကြီးကြီးပေါ်မှာအမြင့်တိတ်ကြီးကငိုလို့ရှင်ဟီးဆိုပေါ်သွားမှာပဲအဲ့ဒါဆိုတကယ် natural တဘာဝကြကြောက်အတိတ်ကလေးပဲဖြစ်နေပေါ်နောက်ဆွဲကကြာမြေကိုတက်ပြန်ပြီးတော့ခွဲလိုက်တာဖြစ်ပါရဲ့ဟုတ်ကဲ့ဆရာတော်ပြောရင်လောက်ပါနဲ့ဖြစ်လေအလှလေဒီတိုင်းဟုတ်တယ်ဆရာမျက်နှာမှာမိကမလဲကိုပြင်သွားရင်ပုံမိကမလဲနိုင်တော့ဒီမျက်ရည်က natural လေးပေါ့သူနေတော့ခဲ့မသိတာဘူးလှမိကလိန်လိုက်လို့မျက်တောင်ကိုတက်လိုက်ပြီးတော့အချုပ်တင်လိုက်ပြီးလို့ဆိုအဲ့တရစ်တဲ့ထင်းနေမှာ ပေါ်တာမဟုတ်ရင်မပေါ်ဘူးပြီးရင်သမီးစင်းအသားကရိုက်တဲ့ခါကျရင်အဲ့လိုလေဖြစ်ချင်တာအဲ့လိုဆရာရှင်းပြဆရာမလုပ်နဲ့လှရပဲပြောနေလှတာလှအဲ့ဒါသမီးသိရဆရာ။ဒါတမီးသိရတယ်မဲ့သမီးမလာတော့အချိန်လေးရှိရပိုလာသွားကျင်တာလေးရှိရပေါ့နော်။အဲ့တော့ဆရာတဲ့တိုင်မှာ okay ဆရာပြောရဲနေ့မရှိတဲ့လူကို treat အချက်ခွဲပေးရတာတအားလွယ်တယ်။ you know လို case မျိုးပေါ့နော်။ဒီအများကြီးရှိရပြီးရင်တဲ့အမျက်ယူအယူနဲ့ဒီလက်လုံးအားနဲ့ဒီနီးရကကြတော့အဲ့ case ကဆိုလို့ရှိရင်အရင် ဟိုပြောဆို risk များတယ်ပေါ့နော် risk များတယ်မလုပ်ရင်လည်းမလုပ်နဲ့တဲ့လုပ်ရင်ဒီကိုရောက်သွားလို့လည်းပါလာရဆရာဝန်ပြောတယ်ဆရာပြောမဟုတ်ဘူးဆရာပြောရင်ဆရာလည်းခွင့်ပါဘယ်မှာပဲလုပ်မှာပေါ့ဘယ်မှာပဲလုပ်မှာပြီးရင်သားတော့ကလည်းတလက်စရတယ်မျက်ရည်နဲ့အဲ့လိုမင်းစစ်ပိတ်လက်စနဲ့မျက်ရည်ပါတခါလှုပ်ချင်ခဲ့ဒါပေမဲ့ရင်သားကပေါ်ထားလို့ရတယ်အရင်အလုပ်တွေအရင်လုံးပန်းနေကြတယ်ရင်သားအဲ့မှာထိပေါ်ထားလို့ရတယ်ရောင်နေတဲ့ချိန်မှာမိရကရောင်နေတော့လုံးလုံးမရအဲ့တော့တကယ်ကြီးတော်များများပြောတယ်မြန်မာနိုင်ငံမှာနေမိတော့ခွင့်နေတဲ့ငါကမိရခွဲလို့ရှိရင်6လလောက်မှအသားကျတာတဲ့ ိုရီးယားမှာသွားခွင့်3လလောက်နဲ့အသားကြတယ်။ဒါပေမဲ့တကယ်တမ်းလှုပ်လေလှုပ်လိုက်ပေါ့။အဲ့ထက်ဒီ surgery ခွဲရဆိုမမဲရရဒီဇင်ဘာလ12လပိုင်း3ရက်နေမှာခွဲရ12လပိုင်း15ရက်နေဆို12ရက်ပဲကြာတယ်။12ရက်အကြာမှာတစ်နှစ်ရက်ကလုံးဝ natural ဒီတိုင်း makeup လိမ့်လို့ရရသွားပြီ makeup လိမ့်နေတဲ့မင်္ဂလာဆောင်သွားတယ်။အဲ့မှာ12ရက်ပဲကြာတယ်။ဘာမှမသိဘူး။ကမ်းမေးခွဲတာထက်ပြောမှသိရ။ရှင်သားလည်းဘာမှမသိဘူး။ထက်ပြောမှသိရ။နှာခေါင်းလုံးလည်းထက်ပြောမှသိရ။အကုန်လုံးထက် natural ပဲလုပ်တယ်။ ငါ travel လည်းအကုန်လုံးအဆင်ပြေတယ်။ဆရာလို့ဆရာအဆင်ပြေလို့ပေါ့နော်အဲဒီပြီးတော့ပေါ့တော့ကိုယ်ကဘာလို့ကိုယ်လည်းနိုင်နေမြောက်လေကိုယ့်ရဲ့နှာခေါင်းဆိုင်တဲ့အဲအဲ့လိုမျိုးကြီးရှိတဲ့အခါကျအားနဲ့ဆရာကို လုတ်ပေးတယ်ခွဲပေးတယ်ပြီးတဲ့အခါကျရင်ကိုယ့်ရဲ့ reset ဖြစ်လာတဲ့အခါမှာလည်းဆက်စားလို့ဆိုတော့ဘယ်လိုပုံစံမျိုးလဲဘာသာဟိုကြုံပြောင်းလို့လည်းအဲ့လိုအရန်ပြောင်းလာအရန်ကြောက်တယ်နောက်ဆုံးကျတော့ဒီ reset လေးကြတော့ဒါအရန်ကြိုက်တယ်ကြိုက်တဲ့အတွက်ကြောင့်မဆရာကိုလည်းအခြေတုတယ်မှာဘာသာကိုယ့်လိုမျိုးပဲခွဲချင်တယ်ခွဲရမှလည်းကြောက်တယ် reset ကိုလည်းအဲ့လိုမျိုးဟို quality နဲ့ပေါ့နော်ပြီးတဲ့အခါကျတော့စိတ်ချရတဲ့နေရာတစ်ခု လို့ဝင်ရတာဒါဝင်ကိုယ်တိုင်လုပ်ခဲ့တဲ့ဒီ brand မှာပဲမကြမ်းလို့ရှင်နေเนาะဟုတ်ကဲ့ကိုကြတော့အဲ့လိုကအမအမမိတ်ဆက်ပြီလို့သိရပါတော့ဆိုတော့စားစားချေအမနဲ့စကားပြောတော့အမပြောပါတော့ grandma တော်ညီမလေးအရင်စိတ်ချရရတယ်ပေါ့เนาะပြောတော့နည်းနည်းတော့ညီမနိုင်ငံမှာဆိုနည်းနည်းတော့စိုးရိမ်တာပေါ့เนาะတကူလုံးလုံးမလိုက်ရအောင်ပါလေเนาะအကိုကြည့်ရတယ်နေလိုလိုက်လို့ ရင်အကြီးကြီးဖြစ်ပြီးတော့ကျုပ်ဆိုသွားမှလည်းကြောက်တယ်ခွဲဆိုအမနဲ့လည်းတိုင်ပြန်တယ်အမကလည်း grand ကိုပဲညွန်တယ်ပြီးတော့အလုံးကလည်းရင်ရင်သားကိုလည်း grand မှာပဲလောက်တာတော့နည်းနည်းစိတ်ချတယ်ပြီးတော့ the grand grand ကပန်ဆင်လာပြီ grand ကအမေကပန်ဆင်လာပြီ grand ဝေးတာတီးရောသူပြမိခဲအပေါ်ပိုင်း grand ဖြစ်သွားပြီ အဲ့နဲ့ ground ကိုရွေးချယ်လိုက်တာပါရှင်ဟုတ်အဲ့လိုပြင်သားစင်သားပြင်သားပြီးပြဆုံးသွားရဆိုတော့မဟုတ်ပါဘူးအမေအားနည်းချက်ကလေးနဲသွားတယ်အတားချက်ကလေးများလာတယ်ပေါ့လှတဲ့စိတ်ပိုင်းလေးပုံများလာတယ်မလားစိတ်ပိုင်းလေးနဲသွားတယ်အဲ့လိုမျိုးပေါ့နော်အော်ယုံကြည်မှုကတော့ပူပြီးတော့အရင်ကပူပြီးတော့ရှိလာတာပေါ့အဲ့လိုဆိုရင်ဒီခွဲခွဲခန်းဝင်တဲ့အခါတော့အရင်ကြောက်တာဘလို့ဖြစ်လဲဆိုတော့အလုံးကငကိုတဲ့အအရင်ကြောက်တာကြောက်တော့ထုံစင်းနေပြန်လို့တော့ကိုကိုကိုလုံနေအကုန်လုံး တိနေရွာပြုတ်တီကျိုးပေါ်တော့ကျိုးကတော်တော်များတယ်ကျိုးဆွဲထုတ်တဲ့အချိန်မှာဆရာကလေအဲ့လိုကင်ထားရအဲ့လိုကင်အဲ့လိုဆွဲထုတ်ရဆရာကြီးပြပြလို့ပါမလို့ရန်တော့ဒါမဲ့အကုန်စင်ပြပါတယ်ဆရာတကယ်အရန်တွန်းကျင်ပြီးတော့လေယုံကြည်ရတော့အကုန်စင်ပြပါတယ်ဟုတ်နောက်ကောင်ကဂျိုဝင်လိုက်ပဲကြာဘူးပြရင်လိုက်ပြရမှမကြာဘူးအဲ့တော့ဂျိုဝင်ကလိုက်ရလားမလားလားပြဘလောက်အနေထားနဲ့ငါလိုက်လဲမလိုက်လဲစမ်းကြည့်ရတော့တချို့ကတော့ဂျိုးကိုအရင်ပေါ့ first step နဲ့ထိုးကြတယ်တက်ဆိုနောက်ကောင်မပြင်ခင်တော့ဆိုလို့ရှိရင်အဲအရင်ဆုံး failure kit ပေါ့ထပ်ထိုးကြတယ် ွေးလဲရင်စမ်းထိုးကြည့်ရဲတနစ်ခံနဲ့တနစ်ပြေဝါးနဲ့တေကြရဲငါဒီနှာခေါင်းနဲ့လှတယ်ပြန်ပြားမခံနိုင်တော့ဘူးတသက်လုံးဆိုတာသိရချင်းမှာဆာဂျူရီချက်ချင်းလုပ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ရေရှည်တသက်လုံးရွက်ဟိုကြိုးရွက်တော့ချက်ဒူဝါခင်းတဲ့ချက်ဒူဝါရမျိုးတော့မလုပ်ပါနဲ့အဲ့ဒါကတော့ရေရှည်အတွက်မကောင်းဘူးပေါ့နော်ဟောမင်းကလေးတွေမှာဟောယောက်ျားလေးရောမင်းကလေးရော any gender ပဲ gender မဆိုပါပြီးရင်အသက်ငယ်ငယ်ကြီးကြီးအိုးအိုးပေါ့နော်ဘာသူမဆိုပါကိုကိုကိုအမြဲအပြုပြင်ထိမ့်သိမ့်ပြီးတော့ကိုကိုယုံကြည်မှုရှိခြင်းလေ အပူလှဖို့ဆိုတာတက်တာစိတ်ချမ်းသာမှုတစ်ခုကိုလည်းဒါပိုင်ဆိုင်လိုက်တာနဲ့အတူတူပါပဲ grandma เนาะဒီရှင်းနှစ်ပြည့် anniversary နေ့ကနေစပြီးရောနောက်နှစ်ပေါင်းများစွာတီးပါเนาะဆိုင်ခွဲရတဲ့အများကြီးဖွင့်နိုင်ပါစေလို့အလုံးအဆုတောင်းပေးလိုက်ပါရှင့်ဟုတ်ပါရဲ့ grand မိသားစုတစ်ခုလုံးပေါ့เนาะအခုသူရဲ့ patient တွေပေါ်မှာ customer တွေပေါ်မှာစိတ်စေတနာအပြည့်နဲ့အလှပဆုံးပြုပြင်ပေးနေတာကိုတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီရှင်းနှစ်တိုင်းတိုင်းလုံးဝ result account တွေနဲ့ error မရှိပဲလုံးဝဒီ အဲ review လုံးဝမကောင်းတာတော့မရှိနိုင်နဲ့ image ကိုထိန်းထားနိုင်တာလေတကယ်ကျေးဇူးများကြီးတင်ပါတယ်ပြီးရင်မွေးဖွားလာတဲ့မတူညီရတဲ့အဲဘယ်လိုပြောမလဲ figure ပေါ့နော်မတူညီရတဲ့ figure မပြည့်စုံတဲ့ figure အကုန်လုံးကိုလှပတဲ့ figure အဖြစ်တဘာဝကြက်ကြနဲ့စီတတတတပြောင်းလဲခွင့်ပေးတဲ့ brand ကိုလည်းကျေးဇူးများကြီးတင်တယ်လို့ပြောချင်ပါတယ်နောက်နှစ်ပေါင်းများစွာမပြည့်စုံတဲ့ တွေကိုပြည့်စုံလှပတဲ့သူတွေကိုကြည်မှုရှိတဲ့သူတွေစိတ်ချမ်းသာတဲ့သူတွေဖြစ်ရောက်လည်ပြနေပါစေလို့ဆုမွန်ကောင်းပေးပါရရှင်ဟုတ်ကဲ့ပါ